ဒီဗီဒီယိုမှာတော့ခုမြင်နေရတဲ့ application ပေါ့နော်အဲ့ဒီ application ထဲမှာကျွန်တော်တို့ငွေထုတ်မယ်ငွေထုတ်ပြီးတော့ကြာတော့ကျွန်တော်တို့ Binance မှာဒီငွေကိုဒေါ်လာကိုကျွန်တော်တို့အနေနဲ့ဒါသူ့နေရာနဲ့သူပြန်ချိန်မှာပေါ့နော်ကျွန်တော်တို့အနေနဲ့ fund တွေရောက်မယ် fund တွေကနေပြီးတော့ကျွန်တော်တို့အနေနဲ့ support တွေပြန်ပြောင်းမယ်အဲ support တွေကနေပြီး earn တွေပြန်ပြောင်းမှာပေါ့နော်ကျွန်တော်တို့တစ်ဆက်တစ်ဆက်လောက်တော့မှဖြစ်နေဒီတော့ကျွန်တော်တို့အနေနဲ့ပထမငွေထုတ်မယ်ငွေထုတ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါ ဘိုင်းနဲ့တည်းသွားအောင်ပေါ့နော်။ဒါငွေထုတ်ပြီးတော့ကျွန်တော်ဘိုင်းနဲ့တောင်းအရင်ဆုံးဒီကောင်ထဲမှာကျွန်တော်တို့ပိုက်ဆံထုတ်လိုက်အောင်။နောက်ကျွန်တော်တို့ဒါကျွန်တော်ရဲ့ငွေထုတ်နေရအများကြီးပေါ့နော်ကျွန်တော်ဒီခြားနံမှာတင်ပေးတဲ့အများကြီးရှိပါတယ်ငွေထုတ်နေတယ်။ဒါကတော့တကူးတကပြောစရာမလိုပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီဘိုင်းနဲ့ထုတ်မဲ့လို့ကြတော့ဘိုင်းနဲ့ ID ကိုကျွန်တော်တို့ copy သွားယူမယ်။ ဒီကျွန်တော်တို့အနေနဲ့ပေးရတော့ဘာလို့လဲတူတူပဲပေါ့နော်ပေးရတော့နောက်ပြီးတော့ Tumani Wallet တော့ကျွန်တော်ကဒီ၃ခုပဲရှိပါတယ်ကျွန်တော်မှာဒီပေးရရှိမယ် Tumani Wallet ရှိမယ်နောက်ပြီးတော့ခါကြတော့ Binance ရှိမယ်ဒီ၃ခုပဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အနေနဲ့ငွေထုတ်မယ်ဆိုတော့ဒါဘောကအကောင့်နေရာကိုတစ်ချက်နှိမ့်မယ်သူတွေကြတော့အကောင့်နေရာမနှိမ့်ရဘူးအော်မာဒီပေးရကြွေကြွေစည်းလေးပုံစံလေးနဲ့ဘေးထောက်လိမ့်မှာလေအဲအဲ့ဒီနေရာနှိမ့်ရတယ်ဒီကောင်မှာကြတော့ကျွန်တော်တို့အကောင့်နှိမ့်လေရတယ် ဒါတစ်ခုနဲ့တစ်ခုတော့မတူဘူးเนาะဒါကျွန်တော်တို့အနေနဲ့ကျွန်တော်ကတော့ဒီမှာဘိုင်းနဲ့ idea ကျတော့ copy ကူကကူပြီးသားဆိုတော့ကျွန်တော်အနေနဲ့ဒါကတကူတကသွားပြီးတော့ကျတော့ကူစရာမလိုတော့ဘူးเนาะဒါဆိုကျွန်တော်တို့အဲ့ရတစ်ချက်ဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တို့ဘိုင်းနဲ့ထုတ်မှာဆိုတော့ဘိုင်းနဲ့ဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ခါကြတော့ continue နိုင်မယ်နှိပ်ပြီးတော့ဒီနေရာမှာပေါ်မှာထုံးစံနိုင်မယ် band ID ကိုထည့်မယ်ထည့်ပြီးတော့အောက်မှာကျွန်တော်တို့ထုံးမဲ့ပမာဏထည့်မယ်ကျွန်တော်မှကျတော့ပြား50 53ပြားရှိရယ်သူများသတ်မှာ53အဲပြား53ပြားဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီအောက်မှာ verify နိုင်မယ် verify နိုင်ပြီးရင်ဒီနေရာရရင် continue နိုင်မယ် confirm ပေါ့နော် confirm နိုင်မယ်ပြီးရင်ဒီမှာ verify ထပ်နိုင်မယ် နေပြီးတော့ဒီနေရာမှာမျက်နှာစကင်ပြမယ်မျက်နှာစကင်ပြမယ်ကျွန်တော်တို့ခွဲပြချက်ပေးမယ်ကင်မရာခွဲပြချက်ပေးတော့ဗောနော်အဲမျက်နှာပြစပီဆွဲအောင် ဒါဆိုရင်တော့ဟို one နာမရပြီမရပြီတော့ထပ်ပြတော့ဗျထပ်ပြမှာ one လို့ 第二个手机啊，说是话人拿话来行咯，太特别啊，没啥的。 โอเคဒါဆိုရင်ဒါငွေထွက်တော့အောင်မြင်သွားပြီဒါဆိုကျွန်တော်တို့ဘိုင်းနဲ့တန်းတစ်ချက်သွားကြည့်ဟွန်းမြင်သွားပြီကျွန်တော်ဘိုင်းနဲ့တန်းမှာကျွန်တော်တို့အနေနဲ့ဒီငွေဘယ်လိုလုပ်ရအောင်ချမလဲဆိုတော့ကျွန်တော်သွားကြည့်အောင် ဘိုင်းနဲ့တဲကိုဝါမယ်ဘိုင်းနဲ့ဘိုင်းနဲ့ပြီးကျွားကြတော့လေဒီဘိုင်းနဲ့တဲရလို့ရှိရင်ကျွန်တော်တို့ဒီဖန်နေတဲ့ပုံပေါ့နော်အဆပ်ပေါ်ထားမှမရှိဘူးပုံမှာဖန်နေတဲ့ပုံမယ်ဖန်ဒီကိုတချင်နိုင်မယ်ဒါတော့စောစောထုတ်တဲ့ application တစ်ခုကဟာဝင်နေတာပေါ့နော် ခုထုတ်တဲ့ဟာကြတော့မဝင်သေးပါဘူး အဲဒီကောင်းပဲဟွန်းအာဝင်လာပြီဝင်လာပြီဝင်လာမှာခုပဲပြောရဆိုရင်ဝင်လာအဲဒါသူမှနေမှာကိုပြပြပြကုဆက်ပြသွားပြီအဲပြကုဆက်ကိုကျွန်တော်အနေနဲ့ခြားတနည်းအောင်ပြောင်းပါတော့ဒီမှာကျွန်တော်တို့အနေနဲ့ပြောင်းမှဆိုတော့ဒီဘက်က transfer နဲ့เนาะ transfer နဲ့ပြီးတော့ကျွန်တော်တို့အနေနဲ့ support နဲ့ file နဲ့ပြောင်းပါတော့ ကျွန်တော်ခုရှိနေတာက funny နဲ့မှဆိုတော့ကျွန်တော် support ပြောင်းမယ်ဒါဆိုရင်ကျွန်တော်အနေနဲ့အောက်ကသူနော်အဲကျွန်တော်တို့ပြောင်းမယ်ပြောင်းမယ်ဆိုတော့မှ confidence support နိုင်မယ်ငယ်နှိမ့်လဲလို့ရှိရင်ကျွန်တော်တို့ကဒါဟုတ်ပဲရောက်သွားပြီနော်ကျွန်တော်တို့အနေနဲ့တော့ကြည့်အောင် support တဲ့ချက်တော့ကြည့်မယ်อืมဒါဆိုရင်ဒီမှာပေါ်ဆုံးပါနော် ေါ်ဆုံးရအောင်ဒီကောင်ကိုကျွန်တော်အနေနဲ့အန်လေးကိုပြန်ထည့်မယ်ဒီပုံမှာပေါ့နော်ဒီအန်ဆိုတာဒီပုံမှာရှိတယ်ကျွန်တော်တို့အဲ့ဒီကောင်ကိုတစ်ချက်နိုင်မယ်ဒါကျွန်တော်တို့ရတာက USDC ပေါ့နော် USDC ရတယ် USDC ကိုကျွန်တော်အနေနဲ့ဒီ ANLE ထည့်မှာเนาะကျွန်တော်အမြဲတမ်း ANLE ထည့်နေကြဆိုတော့ ANLE ပဲထည့်မယ်။အဲ go to ANLE နိုင်မယ်။နိုင်ပြီးတော့ကျွန်တော်အနေနဲ့ဒီမှာ USDC ဆိုတဲ့နေအောင်နိုင်မယ် subscriber ပေါ့နော် USDC ဒါ auto subscriber ဆိုတာကျွန်တော်အနေနဲ့ကြံတဲ့နေရာကြံတဲ့ပြောမှဆိုရင် support ထဲတော့ရောက်နေလို့ရှင်သူကနေပြီးတော့ဒီကောင်ကိုပြောမှဆိုပြန်